်အမရိတ်ကွင်းကိုတိုးချဲ့သွားမယ့်အာဆင်နယ်သင်းအာဆင်နယ်သင်းဟာအင်ကွင်းအမရိတ်ကွင်းကိုပေးသက်ဦးရေ9000ကျော်ဝင်ဆန်းတဲ့ကွင်းဖြစ်တိုးချဲ့မှုတွေပြုလုပ်ဖို့စီစဉ်လို့နေပါတယ်အာဆင်နယ်သင်းဟာတရားသီးစားလက်မှတ်ဝယ်ယူဖို့စောင့်ဆိုင်းနေတဲ့ပေးသက်တွေကတသိန်းကျော်ရှိနေတာကြောင့်ထိုင်ကုန်ထောင်ပေါင်းများစွာကိုထပ်ထည့်ဖို့အသင်းတွင်ပိုင်းမှာဆွေးနွေးနေတာလည်းဖြစ်ပါတယ် အမေရိကန်ဟာလက်ရှိချိန်မှာပေးသက်6903ဦးဝန်ဆန့်ပြီးအင်္ဂလန်မှာပြင်ဆင်မမြောက်အကြီးမားဆုံးကွင်းဖြစ်ရှိနေတာပါ။အာဆနယ်သင်းဟာအမေရိကန်ကိုတိုးချဲ့ဖို့ဆွေးနွေးမှုတွေပြုလုပ်ထားပေမယ့်အပိသက်ဆုံးမရခြင်းမရှိသေးဘဲအစီအစဉ်တိုင်းလုပ်ပစ်ခဲ့ရင်ဝင်ပလေကွင်းကိုအင်ကွင်းဖြစ်ငှားရမ်းအသွင်ပြုသွားမယ်လို့လည်းသိရပါဗျ။အာဆနယ်သင်းဟာအင်ကွင်းဖြစ်တဲ့အမေရိကန်ကိုတိုးချဲ့ဖို့ပြင်ဆင်နေပြီးစပိန်ကလပ်ရီယယ်မက်ဒရစ်သင်းကသူတို့ရဲ့ဘာဒီဘျူးကွင်းကိုတိုးချဲ့ခဲ့တဲ့ပုံစံတိုင်းပြုပြင်မုန်းမှန်သွားဖို့စဉ်းစားထားကြောင်းလည်းသိရပါဗျ။မင်္ဂလာပါ မြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ။အာဆနယ်တင်းဟာပရိသတ်6930အမရိကွင်းကို2006ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီးအဲ့ဒီချိန်တုန်းကပရီးမီယာလိဂ်ကလပ်အသင်းတွေထဲမှာပရိသတ်8400ကျော်ဆက်မန်ချက်စတာယူနိုက်တက်တင်းရဲ့အင်ကွင်းအိုထရက်ဖို့ကွင်းပြီးရင်အကြီးမားဆုံးကွင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာလေဘာပိုတင်ကအန်ဖီကွင်းကိုပေးအပ်သက်6286ဦးဆန့်ကွင်းအဖြစ်တိုးချဲ့ခဲ့တာစပါတင်ကတော်တန်ဟော့စပါကွင်းကိုပေးအပ်သက်6250ဦးဆန့်ကွင်းအဖြစ်အသစ်ပြန်လည်တိစောက်ခဲ့တာဝက်ဆန်တင်ကပေးအပ်သက်6250ဦးဆန့်လန်ဒန်အိုလံပစ်ကွင်းကိုအင်ကွင်းအဖြစ်အသုံးပြုကွင်းရရှိခဲ့တာတွေကြောင့်အာဆင်နယ်ရဲ့အင်ကွင်းအမရိကွင်းဟာအင်္ဂလန်ပရီးမီယာလိဂ်ကလပ်အသင်းတွေထဲမှာဒုတိယအကြီးဆုံးကွင်းအဖြစ်ကနေအဆင့်900ကိုကြာဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့အာဆင်နယ်ရဲ့တာဝန်ရှိသူတွေဟာအမရိကွင်းကိုပေးအပ်သက်9000ကျော်ဆန့်ကွင်း င်းဖြစ်အောင်ပြင်ဆင်မိုးမှန်ပြီးလန်ဒန်ကလပ်အသင်းတွေထဲမှာအကြီးမားဆုံးကွင်းပိုင်ဆိုင်တဲ့အသင်းဖြစ်လာအောင်ကြိုးပမ်းသွားမှာဖြစ်ကြောင်းသိရပါဗျ။